ဘယ်တိတိုံကတော့တုံးပါအဲ့တုံးပြီးသွားတဲ့ခါကျရင်တိတိုံအောင်ပွဲပြီးတာနဲ့၃လအကြာမှာဒီဟာထုတ်လို့ရမယ်ဆိုပြီးတော့အဲ့လိုမျိုးကြီးကြိတ်ပြစ်တာမင်္ဂလာပါအဲပေါ့လို့ပဲစားမင်းအောင်လိုင်းကတော့ပေါ့လို့ပဲစားလောက်ရက်တွေထက်လောက်ပြန်ပြီပေါ့နော်ဂျန်စီတွေထပ်ပြီးဂျန်စီနေပြန်ပြီအဲ့ဒါကတော့ဒါငလင်ကြောင့်ပြိုကျပျက်စီးသွားတဲ့နေပြည်တော်ကိုပေါ့နော် အကွက်ချပြီးတော့မြို့သက်ပြန်တီဆောက်မယ်ဆိုပြီးတော့ဒါပြောလာတာရှိတယ်ဗောနော်အဲ့တော့ကျတော့ဖေးစားတားစားအကွက်တွေဗောနော်ဖေးဖေးလုတဲ့ကောင်ကအကွက်ရိုက်တယ်တားလုတဲ့ကောင်ကကန်ထိုက်ဆွဲမယ်ဗောနော်အဲအဲ့လိုပုံစံမျိုးနဲ့အာကိုကျော်စီဝါရှာတဲ့အဲရွေချက်ကိုသွားတွေ့တာဗောဗျာအဲ့တော့ကျတော့စိတ်မကောင်းစရာနိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေဗောနော်ပြည်သူရဲ့ဘဏ္ဍာငွေတွေကုန်ကျအောင်မယ်ဆိုပြီးတော့လေဒါ စိတ်မကောင်းဖြစ်ရတယ်အဲပြီးတော့ဒါတဘာဝဘေးရနေဖြစ်တဲ့ငလင်ဘေးကိုအကြောင်းပြုပြီးတော့ကိုကျိုးရှာကြပြန်ပြီပေါ့နော်ဒီကောင်နေလောက်ရက်တယ်လို့ပဲပြောရမှာပေါ့ဗျာအဲ့တော့အဲ့လိုကောင်မျိုးတွေကြောင်းမလို့ဒါပြည်သူဗန္တာငွေတွေဆုံးရှုံးနေနစ်နာတဲ့အလတ်အတက်ဖြစ်တယ်ပေါ့ အဲအဲ့လိုမျိုးမဖြစ်ဖို့အတွက်ကိုဒီကောင်းနေမရှိမှရမယ်ဆိုတဲ့ဟာမျိုးလည်းတွေးမိတယ်ပို့ပို့ပြီးတော့တေချာစီတယ်ဗောဗျာဒီကောင်းနေကိုအမြင့်ဖြတ်မှရမယ်ဒီစနစ်ဆိုးတွေအမြင့်ဖြတ်မှရမယ်ဒီကောင်းဥဆောင်နေသည်မြတ်ဒီလိုမျိုးပေါက်ပန်း40ပေါက်လို့ပဲစားလှုပ်ရက်တွေအပြောဆိုတွေဒါတွေကတော့မြင်နေတွေ့နေကြားနေပြီးတော့ဒါစင်မကောင်းဖြစ်နေအောင်ပါဗောနော်အားမလို့အားမရလည်းဖြစ်ကြတယ်အဲ့တော့ကျတော့နေလမ်းမြအားလုံးနေပြတော်သို့ဆိုတဲ့အတိုင်းပဲမြ мян လေးနေပြတော်ရောက်အောင်လှုပ်ပေးကြပါဗောနော်အဲဒီကောင်းနေလှုပ်နေတဲ့လှုပ်ရက်တွေကတိတ်အစင်မပြေလောက်ဘူးဗောနော် ဲ့တော့ကိုကျိုးရှာတဲ့လောက်ရက်တွေပဲလုံနေတဲ့စစ်ကောင်စီခေါင်းဆောင်တွေမရှိမှနားအိမ်မှာပေါ့နော်နောက်တစ်ခုကတော့ဒါဖလန်းမြို့ခါလိုက်266နော်266ကနေပြီးတော့ထွက်ပြေးသွားတဲ့စစ်တုံးမန်းတွေအားလုံးနှိပါ့ကိုဖမ်းမိစစ်တုံးမန်း300လောက်ရှိတယ်အဲပြီးရင်လက်နက်ခဲယမ်းအနေနဲ့ဆိုရင်လက်နက်ပေါင်းကြီးငယ်ပေါ့နော်450လောက်ရတယ်ပေါ့နော်လမ်းမြို့တည်းကတော်တော်အမျက်ထွက်တယ်ဒါပေမဲ့ပေးဆက်ရင်းနှီးမှုလည်းများတယ်60ကျော်ပေါ့နော်60ကျော်လောက်ဒါတော်လိုင်းတပ်ဖွဲ့တွေဘက်ကကြာဆုံးရှိတယ်ထိကက်တန်ရာရတာဆိုရင်60ကျော်လောက်ရှိတယ်ပေါ့နော် အဲ့တော့ဒါတရားကျော်လောက်ရင်းနှီးပြီးမှရတဲ့ဒါမြို့သိမ်းအောင်ပွဲပေါ့အဲ့တော့အဲ့အောင်ပွဲကိုကျွန်တော်တံပိုးထားဖို့လိုတယ်အဲနောက်တစ်ခုကဒီသတိထားမိကြမှာထင်ပါတယ်ဖလန်းမြို့သိမ်းအောင်ပွဲရပြီဆိုတဲ့အချိန်မှာဒါချင်းကြီးတော်တပ်ဖွဲ့တွေကမထုတ်ပြန်သေးဘူးမထုတ်ပြန်သေးဘူးရပြီဆိုတဲ့အချိန်မှာတော်တော်များများကအဲ့လိုမျိုးအဲမျှဝေကြတာတွေရှိတယ်တင်ကြတာတွေရှိတယ်ပေါ့နော်အဲအဲ့အချိန်မှာကျွန်တော်လည်းသိရတော့သိရတော့ကြတော့အဲဒီရဲ့အခြေအနေတွေကိုမေးဖို့အတွက်လိုက်ပြီးတော့ဆက်သွယ်ကြတဲ့အခါမှာမလုပ်ပါနဲ့အော် မလုံမလုံကြပါနဲ့ဒီနေအောင်ပေါ့နော်ဒါအဲနောက်ွယ်မှာဒီလိုမျိုးလုံနေရတဲ့ဟာတွေရှိသေးတယ်အဲ့နောက်ွယ်ဟာဘာလဲဆိုတော့ထွက်ပြေးသွားတဲ့ဒီလိုမျိုးစစ်တုံးပန်းဖြစ်မဲ့ကောင်တွေကိုလိုက်ဖမ်းနေရတော့အဲ့ချိန်မှာအဲ့လိုမျိုးဟိုကောင်တွေကဖျို့ဖျဲနဲ့ပြေးကြတာပြေးတဲ့ဆိုတဲ့ပုံစံဖြစ်နေတာပေါ့နော်အခုကသူကဆုတ်ခွာတဲ့ပုံစံမဟုတ်ဘူးတစုတစည်းတည်းဆုတ်ခွာပြီးသွားတယ်ဆိုတဲ့ပုံစံမဟုတ်ဘင်းနဲ့ခုခြေဦးတဲ့ရပါပေါ့နော်ဥတီရအဲ့မှာ၅ယောက်တစု၁၀ယောက်တစုအဲ့လိုပုံစံမျိုးနဲ့ပြေးကြပြေးကြတော့ကြတော့တပ်ဖွဲ့တွေကပြန်လိုက်ပြီးဒီကောင်တွေကိုဖမ်းဆီးဖို့အတွက်ကိုတော်တော်လေးခက်ခဲတာဗျ ခက်ခဲတာဒုက္ခရောက်တာဗောနော်အဲကျွန်တော်တို့အဲ့ဟာအတွက်ကိုလုံးပန်းနေရလို့ပါဗောနော်အဲအဲ့ဒါကြောင့်မလို့ဒါအဲတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူးအဲအဲ့ကြောင့်မလို့ဒါခဏစောင့်ပါအောင်ဆိုပြီးပြောခဲ့ရရှိတယ်အဲအဲ့အချိန်မှာလဲဒါကျွန်တော်တို့ဒီကျွန်တော်တို့ဒီလိုမျိုးဒါပြောဆိုကြတဲ့သူတွေကအစဗောနော်အဲကျွန်တော်တို့ဒါကိုခဏလေးနေကြပါအောင်ကျွန်တော်တို့ဆိုလည်းမတင်ဘူးဗောနော်ဘာဖြစ်လို့လဲဆိုအဖွဲတွေလောက်ကိုက်နေရတဲ့ဟာတွေမြင်ရတော့ဗောနော်တီးရတော့အဲဒီလိုရဲ့အခက်အခဲကိုနားလဲတော့ကျွန်တော်တို့တွေမလောက်ကြသေးဘူးဘာဖြစ်လို့လဲဆိုတော့ အဲစစ်ကောင်စီရတဲ့လေချောင်းနဲ့တောက်လျှောက်လာပြီးတော့ဘုံကျက်တိုက်ခိုက်တာမျိုးတွေလှုပ်ကြတယ်ပေါ့နော်အဲလှုပ်ကြတဲ့အခါမှာခုနလိုလိုက်ပြီးတော့ရှာဖွေဖမ်းဆီးရတဲ့ကိစ္စမျိုးတွေအားစဒုက္ခရောက်တယ်ခက်ခဲရှိတယ်ပေါ့နော်အဲအဲ့လိုဟာမျိုးပေါ့နော်အဲပြီးတော့ကျတော့အဲခုနလိုသူတို့ဘက်ကပြောလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းလိုက်နာရတာရှိတာပေါ့နော်အဲဘာပဲဖြစ်ဖြစ်အခုတော့အဲရီမန်းချက်ကအောင်မြင်သွားတယ်အဲအဲဥစားမြို့သိမ်းတိုက်ပွဲတင်ဖော်ဘူးစစ်တုံးမန်းနေမှာရတယ်ပေါ့နော်တခုစိတ်လေးတယ်ယင်လေးတော့ယင်လေးတယ်စိတ်ပူတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့စစ်တုံးမန်းအင်က300 300ဆိုတာနည်းတဲ့အရာမဟုတ်ဘူးဗျအဲ့300ကြီးကိုကျွေးမွေးရမဲ့ကုန်ကြစရိတ်တွေကရှိလာတော့ဒီ CB အဖွဲ့တွေပေါ့နော်ချင်းညီနောင်အဖွဲ့တွေကဒီလိုမျိုးမြို့သိန်းတွေအဲတိုက်ပွဲတွေဖော်ဆောင်မှုအတွက်ကိုအဲသူတို့တွေစပြီးတော့ပြင်ဆင်ကြတဲ့ချိန်မှာတဲ့အဲဒီသူတို့အတွက်စားနပ်ရိက္ခာအစအများကြီးပြင်ဆင်ရတယ်ပေါ့နော်ပြီးတော့ကျတော့ကာလအားဖြင့်ပို့ပြီးတော့ကြာသွားတာမျိုးဖြစ်လာတဲ့အတွက်ပေါ့နော်ကုန်ကြတဲ့ကုန်ကြစရိတ်ကအများကြီးပို့ပြီးတော့ထိုးတက်သွားတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးအဲကြားထဲမှာ ဒီကိုတက်ဖွဲ့တွေကျွေးနေရတဲ့ဂျားတွေမှာအခုလိုမျိုးစစ်တုံမန်းတွေမှာပါလာပြီဆိုတဲ့ခါကျတော့ဒီစစ်တုံမန်းတွေတခုခုစီစဉ်မှတော့ရမယ်ပေါ့နော်။ဒါဆိုတာဒီကောင်တွေကိုအဲသူတို့ရဲ့လှုပ်အားနဲ့ပြန်ပြီးတော့ဒီဥစ္စာတွေကိုပြန်ခိုင်းတာမျိုးလုပ်မလား။အဲဒါမှမဟုတ်လေအဲသူတို့ရဲ့အိမ်တွေကနေပြီးတော့ပဲဒါသူတို့စားဖို့တောက်ဖို့အတွက်တခါလဲမှာသွားမင်းတို့ကနေမင်းတို့အိမ်ကနေပတ်စံတောင်းအဲအဲ့လိုပုံစံမျိုးတွေလုပ်ဝင်လားပေါ့နော်။အဲပြီးတော့ကျတော့ဒါခုနလိုအလဲလဲပုံစံမျိုးနဲ့ကျွန်တော်တို့အကျိုးမြတ်ရအောင်လုပ်လို့ရမလား။ဒါမျိုးတွေကိုလည်းဒါချင်းချင်းတော့အဖွဲ့တွေကစဉ်းစားစီချင်ပါတယ်ပေါ့နော်။ဘလိုပဲဖြစ်ဖြစ်ဒါ ဟာကောင်းကောင်းတယ်ဗောနော်ကောင်းတယ်ဒီအဖွဲတွေအကုန်လုံးဖမ်းမိလိုက်တာလဲအောင်မြင်မှုတစ်ခုလို့ပဲပြောရမယ်တကယ်လို့ဒါဟိုကောင်းဒီဘက်ကိုပြန်ရောက်သွားတယ်ဟဲ့ဆိုရင်ဒီကောင်းတွေကိုတေချာပေါက်ပြန်ခိုင်းမှာအခုမင်းအွန်လိုင်းကလည်းသူကအဲသူကမူဝါဒပြောင်းသွားတယ်ရင်းတော့ဆိုရင်တော့အဲ့လိုမျိုးစစ်ပြေးလာတဲ့သူတွေထွက်ပြေးလာတဲ့သူတွေအဲသူတို့ဒီဒီစွန့်ခွာရတဲ့နေရာတွေပေါ့နော်အဲသူတို့ရဲ့တာဝန်ပေးရထားတဲ့နေရာတွေကနေပြီးတော့ရှုံးနေပြီးတော့စွန့်ခွာထွက်ပြေးတဲ့သူတွေကိုဟိုရောက်ပြီဆိုတဲ့သူကအေးအေးယူတယ်ထောက်ချတယ်အဲအဲ့လိုမျိုးပုံစံမျိုးတွေအရင်တော့အမြဲတမ်းလှုပ်တယ်ပေါ့နော် သူ့ရဲ့အစင်လာအဲ့တိုင်းလုပ်ရမှာဒါပေမဲ့အခုမင်းအောင်လည်းလောကပြောင်းသွားပြီသူကဘာလဲသူ့စီသူ့ကိုတစ္ဆာမဖောက်ဘူးဆိုရင် तू အားလုံးကိုခွင့်လွတ်တယ်ဆိုတော့မူဝါဒကိုသူကအခုချိန်မှာလက်ကင်ထားထားတာအဲ့တော့ကျတော့အဲ့လိုမျိုးထွက်ပြေးလာတဲ့ကောင်မှန်သမျှ तू ကတိုက်ရင်နဲ့သူ့ကြောင့်မလို့အဲ तू ခိုင်းလို့တိုက်တယ်တိုက်ရင်နဲ့ရှုံးလို့ထွက်ပြေးရတယ်သူ့ကိုတစ္ဆာဖောက်တာမဟုတ်ဘူးဆိုပြီးတော့ तू ကပြန်ခန့်နေအရေးယူတာတွေအပြစ်ပေးတာတွေတခုမှမလုပ်ဘူးအဲ့ဒါကြောင့်မလို့ကိုအခုဒါ ကျောင်းဟိုဘုံကျောင်းကြီးလို့အဲခုနလိုနမခတိုင်းမှုလို့အဲလိုកောင်မျိုးတွေကဒါစစ်တုံ့ပန်းဖြစ်ပြီးတော့လက်နက်ချညံ့ခံပြီးမှပြန်ခန့်ထားတဲ့កောင်တွေပေါ့နော်အဲ့တော့အဲ့လိုမျိုးဟိုកောင်တွေဘက်ကသာပြန်ရောက်သွားမယ်ဆိုရင်ဒီအဖွဲ့တွေကပြန်ပြီးတော့တိုက်ရမယ်အဖွဲ့တွေဖြစ်နေမှာအခုတော့အဲ့လိုမိသွားတယ်ဆိုတော့ဒါကောင်းတယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့နှစ်ဖူးမှာတတူပဲထိုးရင်ထိုးပေးပေါ့နော်စစ်တုံ့ပန်းဆိုရအဲ့လိုတတူထိုးပေးပြီးပါမှာပဲလွှတ်ရင်လည်းလွှတ်ပေါ့နောက်တစ်ခုခုစဉ်းစားလိုက်မယ်စဉ်းစဉ်လိုက်မယ်လို့တော့မျော်လင့်တယ်ပေါ့နော်ဒါလည်းအားရကြကောင်းတယ်နောက်တစ်ခုကကြောက်ဖြူ ကျောက်ဖြူမျိုးပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်ဆိုပြီးတော့သိရတယ်။စာကားစာဘက်ကတဲ့ဒါလက်နက်ချအညံ့ခံတာတွေရှိလာတယ်ဗောနော်။အဲ့ right တယ်။အဲကျောက်ဖြူကအခုဆိုရင်အဲကျောက်ဖြူမန်အောင်စစ်တွေဗောနော်။ဒါအာရခတ်တော်အေးသိမ့်ပိုက်ဖို့ကြံနေသေးတဲ့နေရာ၃ခုဗောနော်။အဲ့၃ခုမှာအခုကျောက်ဖြူနားမှာတိုက်ပွဲတွေပြင်းထန်လာတယ်ဆိုပြီးတော့သိရတယ်။အဲ့ဒီကမှထပ်ပြီးတော့အဲအဲ့ဒီတိုက်ပွဲတွေကနေပြီးတော့လက်နက်ချအညံ့ခံတဲ့စာကားစာစစ်သားတွေရှိလာတယ်ဆိုပြီးတော့လည်းသိရတော့အေးအတွက်လည်းထပ်ပြီးတော့စိတ်မောရပြန်တယ်ဗောနော်။ အဲရှေ့နစ်ဆန်တရက်နေ့လာအဲအဲ့နေ့မှာဒါအေးကအကျဉ်းသား190ပေါ့နော်အကျဉ်းဒီစစ်တုံးပန်းနေပါစစ်တုံးပန်းနဲ့သူ့ရဲ့မိသားစုတွေ190ကိုမကျွေးနိုင်လို့လွတ်ပေးလိုက်တဲ့ဆိုတော့နောက်မှာပေါ့နော်အခုထပ်ပြီးတော့ဒါလက်နက်ချညက်ခံတဲ့ကောင်တွေရှိလာပြီဆိုတော့ထပ်ပြီးတော့စစ်တုံးပန်းနဲ့တိုးလာပြန်ပြီပေါ့နော်အဲအဲအကြောင်းထင်းတယ်အေးကဒီလိုမျိုးတွေတိုးလာမှာမှန်သိလို့ပေါ့နော်ရှေ့ရကောင်တွေကိုပြန်ပြီးတော့လွတ်ပေးလိုက်သလားလို့တော့တွေးမိတယ်ပေါ့နော်ဘာဖြစ်ဖြစ်အဲ့နေရာတွေမှာ ဒါတိုက်ပွဲတွေဖြစ်လာပြီဆိုတော့ဟာကအဲအိုက်ကဒေတာကန်တွေအတွက်တော့စိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းဒီကောင်တွေလုံးဝအမြင့်ပြတ်ရှင်းလင်းသွားတဲ့ခါကျရင်တော့ဒီနေရာမှာပို့ပြီးတော့ဖွင့်ပြိုးတိုးတက်တဲ့အဲတိုင်းပြည်တစ်ခုကိုတည်ဆောက်ဖို့ပေါ့နော်အဲဒါဘဝဉာဏ်တစ်ခုကိုတိစောက်ဖို့အတွက်အခွင့်အရေးတွေပို့ပြီးတော့ရလာစီမှာတော့အမှန်ပဲပေါ့နော်အဲ့တော့အဲ့နေရာမှာဆစ်ဆောင်ရတဲ့သူတွေအတွက်ကတော့တကယ်စိတ်မကောင်းပါဘူးနောက်တစ်ခုကစစ်တပ်ဘက်ကလည်းအဲ့နေရာမှာသူက drone တွေ အပြင်ပါရာမွန်တာတွေစက်တက်လေတီတွေပေါ့နော်အဲဥစ္စာတွေအပြုံမှန်ရေတက်ကပါထပ်ပြီးပြစ်ကူပေးတဲ့ပုံစံမျိုးတွေလုံနေတယ်ပေါ့နော်လုံနေဆိုကုံပြီကြီးရလေကုံပြီလို့ပြောလို့ရတယ်ပါရာမွန်တာလေအဲပြီးရင်ရေတက်ကပြစ်ကူပေးတယ်ပေါ့နော်အဲပြီးတော့ drone drone ဆိုလဲဒါလေပေါ့အဲအဲ့လိုပြောလို့ရပြီးရင်လေချောင်းကနေလဲတောက်လျှောက်ဘုံကျဲတိုက်ခိုက်တာမျိုးတွေလုံတယ်ပေါ့နော်အဲ့တော့အဲဒါမြေမှာတိုက်ရတဲ့ဖွဲ့တွေကကြီးပေါ့ဗျာအဲ့တော့ကြီးရလေအကုန်ကုံပြီ အဲ့လိုမျိုးနီးပြူဟာအကုန်အစုံသုံးတာတော့မှပဲလက်နှချအညံ့ခံတဲ့ကောင်ရှိတယ်ဆိုတော့ဒါကျွန်တော်တို့အတွက်တကယ်ကိုအားရစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်ပေါ့နော်အဲပြီးရင်အပိတက်ပြော်ရမယ့်နေ့ကိုကျွန်တော်တို့ထိုင်ဆောင်နေုံပဲရှိတယ်ဘာလို့လဲဆိုတော့အာခတ်တက်တော် AI ရတော့တိတဲ့အတိုင်းပဲတိုက်မယ်ဆိုရင်ရပြီပဲပေါ့နော်နောက်တစ်ခုကတော့ဒါမင်းအွန်လိုင်းကဘလောက်ပဲအရှုံးနဲ့ရင်ဆိုင်နေရနေရပေါ့နော်သူ့ရဲ့ရုံမှာပတ်ဆက်တဲ့လောက်ရက်တွေကိုတော့ဇက်တိုက်ကျူးလွန်နေတော့ဖြစ်တယ်အဲ့ဒါတော့ဒါစင်ကူးမြို့နယ်ပေါ့နော်ကြီတော့ပေါ့ရွာမှာစာစင်ကျောင်းကိုလီနေဘုံကျဲတယ်ပြည်သူ၆ဦးထိခိုက်တယ် ြော်စာတင်ကြောင်းလည်းလုံးဝပျက်စီးသွားတယ်အခုနောက်ပိုင်းမှာ तू တိုက်ခိုက်ပါတယ်ဆိုတဲ့နေရာတွေကဘာသာရေးအဆောက်အဦတွေစာတင်ကြောင်းတွေဆေးရုံတွေအဲပြီးတော့လူနေအင်ဂျီတွေပေါ့နော်ပြီးတော့ဒါဒေသခံတွေပဲနေပါတယ်ဆိုတော့ဒါအရက်သားတွေနေပါတယ်ဆိုတော့နေရာမျိုးတွေကိုပဲတိုက်ခိုက်တာမျိုးတွေပုံများလာတယ်ပေါ့နော်ဒါရှိမှလည်းတခုတွေ့လိုက်သေးတယ်အဲ့ဒါတော့အတုပအနေပြန်လာတဲ့ဒါလူနှစ်ယောက်ကိုပေါ့နော်အဲဆွဆွဲပြီးတော့ဒါခုနလိုပြစ်ခတ်တက်ဖြတ်တာမျိုးတွေလှုပ်သွားတယ်ဆိုတော့ဟာမျိုးတွေပေါ့နော်အဲ့တော့တော်တော်လေးရုံမှမရိုင်းတဲ့လောက်ရက်တွေကိုလှုပ်တာပေါ့ဗျာ ဟို PDF တပ်ဖွဲ့တွေနေတဲ့နေရာရဲ့လို့မှမဟုတ်ဘူးပြည်သူတွေနေတဲ့နေရာတွေကိုကြည့်ပဲဒါတိုက်ခိုက်နေတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ဗောနော်အဲဥတော့ဒါစစ်တပ်ရဲ့နေချောင်းအန်နီယယ်တွေလက်နက်ကြီးအန်နီယယ်တွေကိုကျောင်း PDF တပ်ဖွဲ့တွေတွေမဟုတ်ဘူးပြည်သူတွေကအစပို့ပြီးတော့သတိထားစင်ကျင်ပြီးတော့ရှောင်ရှားကြဖို့ရေးကြီးလာပြီစစ်တပ်ကအခုချိန်မှာပြည်သူရဲ့ PDF တပ်ဖွဲ့ရဲ့တော်လိုင်းတပ်ဖွဲ့ရဲ့ဆိုပြီးတော့ခွဲခြားနေတော့တာမဟုတ်ဘူးသူတို့နဲ့မတူဘူးသူတို့ရဲ့ဗတ်တစိတ်မတက်ထားဘူးဟဲ့ဆိုရင်အကုန်လုံးရန်သူဆိုပြီးတော့ သဘောထားပြီးတိုက်ခိုက်နေတဲ့လောက်ရက်တွေကပို့ပြီးတော့များလာတယ်ဗောနော်အဲ့တော့အဲ့လိုកောင်မျိုးတွေမြ мян လုံးဝဒီမြမမြေပေါ်ကပျောက်သွားဖို့အရေးကြီးတယ်ဗျအဲ့တော့ကျွန်တော်ရဲ့လောက်ရမဲ့လှုပ်ဆောင်ရမဲ့ဒါတော်လည်းလုပ်ငန်းစဉ်တွေကိုစင်ဆက်မပြတ်နဲ့ဗောနော်အားကျုံးမှန်တဲ့နဲ့လှုပ်ဆောင်ကြဖို့လည်းအရင်အရေးကြီးလာတယ်အဲဒါကတော့ဒါသူတို့ရဲ့ဒါရုပ်မှာပတ်ဆက်တဲ့ဒါလောက်ရက်တွေဗောနော်နောက်ဆုံးတစ်ခုဒါကျွန်တော်ပြောချင်တာကျွန်တော်အားရတဲ့ဟာဗောနော်အဲအဲဥစ္စာလေးကတော်တော်မိုက်တယ် ဒီချင်းပြည်နယ်မြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုပြီးတော့ဒါကမ်ပိန်းလေးလုပ်နေကြရပါဘောနော် CBR အဖွဲ့တွေကမ်ပိန်းလုပ်နေကြရှိတယ်အဲ့မှာဒါသူစုမဲတွေပါတယ်အဲပထမစုမြေကွက်ပေါ့နော်ဒုတိယစုပါတတိယစုပါပေါ့နော်အဲစိုင်းကယ်တို့ပါတို့အရွှေစက်တို့ပါညာအဲ့လိုမျိုးလေးတွေပါတဲ့ဒါကမ်ပိန်းပုံစံမျိုးလေးလုပ်နေတာရှိတယ်မဲလက်မဲ့လေးရောင်းပြီးတော့ပေါ့နော်အဲ့ဒီမှာရေးထားတဲ့ဇာဗိုက်လေးတစ်ခုရှိတယ် အဲ့အရှိအရှိမှာတော့အဲ့လိုပေါ့အပေါ်မှာတော့အဲ့လိုဘာ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 ကမ်ပိန်းနာမည်ကဘာပေါ့နော်အဲပါဝင်တဲ့စုမဲတွေကဘာစုမဲအဲဒီရက်ဖွင့်မဲ့ရက်ကတော့ဘယ်နေပေါ့နော်အဲပြီးရင်ဒါလက်မှတ်တစ်စောင်ကိုဒါဒေါ်လာ90ဆို90အဲအဲ့လိုပုံစံမျိုးနဲ့ရောင်းချပြီးတော့အောက်ကနေပြီးတော့ဘာမှတ်ချက်နဲ့ဒါ survive design ကိုတပိုက်ကိုတွေ့ရအောင်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီပထမဆုံးဖြစ်တဲ့မြေကွက်ကိုပေါ့နော်ကန်ဆန်းမဲပေါက်ပြီးတော့ငွေသားပဲထုတ်ယူခြင်းတဲ့သူတွေအတွက်ဒါမြေကွက်ကာလာပေါက်စီ3000ရဲ့65ရာခိုင်နှုန်းကိုတဲ့ 65ရာခိုင်နှုန်းเนาะအဲ65ရာခိုင်နှုန်းကိုတီးတိမ်မြို့သိမ်းပြီး3လအကြာမှာဗောနော်တီးတိမ်မြို့သိမ်းပြီး3လအကြာမှာငွေသားနဲ့ထုတ်ယူနိုင်မှာဖြစ်ပါကြောင်းသတင်းကောင်းပါရပါတယ်ရှင်ရင်းနဲ့အာအတ္တကြီးကမိုက်တယ်မိုက်တယ်ဆိုတော့လုံးဝတီးတိမ်ဆိုတာမတိုက်သေးဘူးတိုက်မယ်ဆိုပြီးတော့ကြင်ညာထားတယ်မြို့အဲ့မြို့ကိုအခုကမ်ပိန်းထဲမှာထည့်ပြီးတော့ဒါကြင်ညာထားတာဗောနော်အဲ့ကြင်ညာထားတာအဲ့မြို့ အဲတိမ့်ပြီးလို့3လအကြာမှာဗောနော်အဲခုနမြေခွက်ရဲ့65ရာခိုင်နှုန်းသိန်း9000တန်နဲ့မြေခွက်ရဲ့65ရာခိုင်နှုန်းကိုဒါငွေသားနဲ့ထုတ်ယူနိုင်မှာဖြစ်ပါတယ်ဆိုပြီးတော့ပြောတာအဲ့လိုကြီးကျွဲပြီးတော့ကိုဖြုတ်တာဗောနော်ကမ်ပိန်းထဲမှာထည့်ပြီးတော့ဖြုတ်တာမင်းတို့တိတိအောင်မှာတော့တုံးပါအဲ့တုံးပြီးသွားတဲ့ခါကျရင်တိတိအောင်ပွဲပြီးတာနဲ့3လအကြာမှာဒီဟာထုတ်လို့ရမယ်ဆိုပြီးတော့အဲ့လိုမျိုးကြီးကြိတ်ပြစ်တာအဲ့ဒါကြီးတကယ်မိုက်တယ်အာချင်းဖွဲ့တွေကတကယ်စားတယ်နော်အဲပြီးရင်ခုနလိုပေါ့ ော့အောင်မြင်မှုတွေကလည်းပြောရင်ပြောတဲ့အတိုင်းတကယ်လုံနိုင်နေတာလည်းဖြစ်တယ်ပြီးတော့ကျတော့ဒီမြို့သိမ်းတိုက်ပွဲတွေကိုတကယ်ဖော်ဆောင်နိုင်နေတာဖြစ်တဲ့အပြင်မှာတကယ်ကိုစွမ်းဆောင်ရင်ကောင်းနေပြတနေတဲ့အဖွဲ့ကအခုဆိုရင်လုံးဝအပြောနဲ့အလုံးနဲ့တထက်တဲကြောင်လုံနေတာဖြစ်တဲ့အတွက်ဒီတီးတိန်ဆိုတာလည်းမကြဘူးလို့ကျွန်တော်တို့ကယူဆတယ်ပေါ့နော်အဲတော့ကျတော့ချင်းပြည်နယ်မှာဆိုရင်လည်းတီးတိန်ဟာခါထန်တလန်ဒီ၃ခုပဲကြံ့နေပေါ့နော်တကယ်အဲ့ထဲမှာမှကြီးကြီးမားမားတိုက်ရမယ်ဟာဆိုရင်ဟာခါလောက်ပဲရှိမယ်အတီးတိန်နဲ့ထန်တလန်ဆိုတာက ဒါမျိုးအဆောင်တော့ပဲကြံတော့တယ်ဆိုတော့ပုံစံမျိုးတော့ဖြစ်နေတာပေါ့ဗျာအဲဒါကြအဲ့လိုအနေထားဖြစ်နေတဲ့အခြေအနေကိုလုံးဝတိုက်တောင်မတိုက်ရသေးဘူးရပြီဆိုပြီးတော့တွက်ပြီးတော့ဗောနော်ထဲတွက်ပြီးတော့လုံးဝအသေးစားကြီးပြောပြီးတော့ campaign ထဲမှာပါထည့်ပြီးတော့ပြောထားတဲ့ဟာတော့ကျွန်တော်ဒီနေ့တွေ့ရတဲ့မြင်ရတဲ့အာဒါထူးခြားဖြစ်စဉ်လေးတွေမှာဒီတစ်ခုကတော့တကယ်အကြိုက်ဆုံးပဲဗောနော်အဲဒါကြဘယ်လိုပဲဖြစ်ဒါဒီရက်ထဲမှာကျွန်တော်သတင်းကောင်းတွေလည်းရှိပါတယ်စိတ်ညစ်စရာဝမ်းနည်းစရာလည်းရှိမယ်တော်လည်းရင်ဖြစ်တဲ့အတွက် ဒီလိုမျိုးအခက်အခဲတွေကတော့ကျွန်တော်နေ့စဉ်နဲ့မြကြုံနေရမှာဖြစ်တယ်။ဒါပေမဲ့လည်းကျွန်တော်တို့လုံးဝအပြုံးမပြတ်ဖဲနဲ့ဒေါ်လာရင်းအောင်မြင်သည့်အထိရှစ်ဆက်သွားနိုင်ဖို့အရေးကြီးတယ်ဆိုတာလေးကိုဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။